Hello အားလုံးမင်္ဂလာပါ Good Day Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကြောဒီတောက်ကြညမှာဒါလေးပွဲရှိပါရဲ့နော် Championship ပါရင်တော့၅ပွဲပေါ့နော်အဲ့တော့ဒီနေ့တော့ကျွန်တော်အမှတ်ပေးပြန်ပွဲပြန်ဆပါပြီဒီတစ်ပတ်ဥရောပပွဲစဉ်တွေကတော့ဒါ Champion League ညမှာတော့အရင်အဆင်မပြေခဲ့ဘူးဒါမနီကတော့ UEFA League ညမှာတော့မန်မာ၅ကွက်ပြီးရေ၄ကွက်အောင်နေပေါ့နော်တကွက်ကြတယ်ဖီတစ်ကတော့ကြပါရဲ့ပေါ့နော် Dynamo Zagreb ဒါတော်တော်လေးအချိန်ကြီးဆိုးသွားတယ်မနေ့ကနော်ကျွန်တော်လည်းတိုင်းမစားကတော်တော်လေးကြိုက်ပါဆောင်းအောင်လေးတော်တော်လေးကြိုက်ပြီမယ်လဲဒါကန်ဆိုးသွားတယ်ပွဲစကန်ဒီလိုင်းရဲ့လက်ထွက်ပွဲစကန်ဒီ level 50ရှုံးတော့သူကပြန်ပြီးသွားရဲ့ဒါနဲ့ကိုရှုံးသွားတာနော်အဆကဒီဆရာဘီကိုလာအဲ sorry ဟုတ်တယ်ဆရာဘီကိုကပြီးတာနော်အဲ့လိုမျိုးဆိုတော့ကန်ဆိုးသွားတယ် free ညိုတွေရပါနော်အဲ့တော့မနေ့ကတုံးတင်းပေါင်းတကက်တော့ပေါက်တယ်အော်ဒီနေ့တော့ကျွန်တော်တို့အကောင်းဆုံး member ဒါ free ရောကျွန်တော်အကောင်းဆုံးဒါအတူတူလေးပြန်ပြီးတော့ပွဲကြီးချပေးပါမယ် မဟိုမမ်ဘာထဲကချပေးမယ်ပေါ့နော်အာဒီနေ့ရောအပေါင်းပြအောင်ပြန်လုပ်ပေးပါမယ်အော်ဒီနေ့တော့ကျွန်တော်မမ်ဘာခေါ်တာနောက်ဆုံးရက်ပေါ့နော်နောက်ဆုံးရက်ဖြစ်ပါတယ်ဒီနေ့ခုနှစ်ရက်နေ့ကျွန်တော်ကြေညာထားပြီးသားပါအဲ့မမ်ဘာဝင်ငင်းညီကိုရှိတော့ဒီနေ့နောက်ဆုံးပါအာမလဖန်ကြရင်တော့စနေနေ့ပွဲကြီးလည်းများတယ်ပြီးတော့ကျွန်တော်ဒီမိသားစုမင်္ဂလာဆောင်တစ်ခုလည်းရှိတော့ဒါဒီနာအဲခီးအတူလေးသွားရမယ်ပေါ့နော်အဲ့တော့ခီးတို့သွားမှာဆိုကျွန်တော်ဒီဘိုင်းနေပိုင်းပြန်ဖို့ကအချိန်မရှိဘူးကျွန်တော်ပွဲအတွက်ပဲအအောင် စိုက်မှာဆိုတော့ ပွဲရွေးဖို့ပဲအောင်ဆိုင်မှာဖြစ်တဲ့အတွက်ဒါကျွန်တော်ဒီနေ့တော့မန်မာကွာနောက်ဆုံးဒီနေ့ပဲထားထားပါတယ်မလဖန်တော့ဝင်လို့မရတော့ပါဘူးเนาะအဲ့တော့မန်မာဝင်နေညီဝင်ရှင်ဒီဗီဒီယို comment မှာကျွန်တော် description မှာဒါဆက်သွယ်ဖုန်းနံပါတ်ညချထားပြီးရေဘိုင်ဘာနံပါတ်ရှိရေ Telegram account ရှိရေပြီးတော့ free channel Telegram link ဘိုင်ဘာ channel link တွေလည်းကျွန်တော်ချထားပေးပါတယ်เนาะကဲတော့ကျွန်တော်ဒီနေ့ပွဲလေးကိုစပြီးတော့ပြောကြရအောင်ဗန်ပထမဆုံးပွဲအီတလီစီးရီးအရာပဲစအောင်เนาะပီဆာနဲ့ခရိုမိုနီစီခရိုမိုနီစီ ော့ဗီဆာက level 45ပေးနေတယ်ကိုပေါင်းကြီးနှလုံး30ရှုပ် နော်အော်ပီဇာကတန်းတက်အတင်ခရီမိုနီစီကလည်းတန်းတက်အတင်သူတို့မနစ်ကဒါအတူတူတန်းတက်လာကြတဲ့နှစ်တင်ပေါ့နော်မနစ်ကပီဇာအိမ်ကွင်းမှာ2-1နဲ့ခရီမိုနီစီကိုနိုင်တယ်ခရီမိုနီစီအိမ်ကွင်းမှာလည်းပီဇာကပဲ3-1သူတို့နိုင်နေတာတွေ့ရတယ်အော်မနစ်ကဆိုတော့ဒါတော်တော်လေးကိုမှနီးခဲ့တဲ့အနေထားပါမနစ်ကခရီမိုနီစီအိမ်ကွင်းမှာခရီမိုနီစီက level 50ရှုံးဝင်းကျင်ပေးတယ်ပီဇာသူ့အိမ်ကွင်းမှာ level 50ရှုံးပေးတော့ဒီနှစ်လည်းဒါပြန်ပေးထားတယ်လက်ရှိအမှတ်ပေးစရာကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ ပီဆာကအဆင့်၁၇မှာခရီမိုနီစီကအဆင့်၁၀မှာအဲ့တော့အောက်ကနေအပေါ်ကိုလှန်ကြီးပေးရတဲ့ဘောတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါက EDC ရေးမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကတိုရီနိုရဲ့ဖီယိုရင်တီနာကျွန်တော်အဲ့လိုမျိုးယူဆပြီးတော့ကျွန်တော်ကြိုက်ခဲ့ကြပြီးမှကျွန်တော်ဒါလွဲမားခဲ့ကြတယ်ဟောဒီတစ်ပတ် EDC ရေးရောအဲ့လိုမျိုးလုံအောင်မလားပေါ့နော်ခြေစွမ်းရကြည့်မယ်ဆိုရင်တော့ခရီမိုနီစီကနည်းနည်းလေးပိုကောင်းနေလက်ရှိမှာအင်ဝင်ဝေကွေးမရွေးဒါအတင်းတော်တော်များများဒုက္ခပေးနိုင်တဲ့ AC Milan ရဲ့အတင်းမျိုးကိုလည်းဝေကွေးမှာနိုင်ရအောင်ကလားထားခဲ့တယ် အဲ့တော့ဒီနေ့ကပီဆာအနေနဲ့အင်ကွင်းအသာချက်တစ်ခုပဲရှိရဲ။နောက်တစ်ခုကပီဆာလီဒီနေ့ရာတီမှာ CDA မှာအင်ကွင်းလုံးဝနိုင်ဝင်မရသေးဘူး။အဲ့တော့ဒီအနေအထားမှာကျွန်တော်တို့ပီဆာကိုယူတင်သလားကြီးတော့ရရင်တင်းတင်းပေးထားနိုင်ကြီးပုံစံမျိုးပေါ့နော်။သူနိုင်မယ်ဆိုတော့ကြီးတန်းတရက်ကိုတော့ဒါချပေးထားတယ်။အဲ့တော့ဟိုမနေ့ကဟက်တွေတွေ့ဆုံမှုမနေ့ကတန်းတူတက်လိုက်နေတဲ့တွေ့ဆုံမှုတော့ဒါသူတို့ကအဲ့လိုအထာတိမီတာအသင်းနေပေါ့ဗျာပြောရမယ်ဆိုအထာတိမီတာအသင်းနေဖြစ်တဲ့အတွက်ဒါလုံးရီကိုင်းရတော့ရှိလောက်တယ်ပီဆာအနေနဲ့ ဒါတခြားအတင်းနေလို့မလက်ရှိစီးရီးမှာကစားနေတဲ့စီနီယာအတင်းနေနဲ့ရင်ဆိုင်ရတယ်လို့မျိုးတော့ဖြစ်မှာမဟုတ်ဘူး။အဲလက်ရှိတို့ရဲ့အင်ဝင်းဖောင်ကြည့်မယ်ဆိုရင်ရိုမာရဲ့အူဒီနီရဲ့ကိုသူ Z1 နေတူရှုံးနေတယ်။ကျန်တာတော့ဖီယိုရင်တီနာရဲ့လာဇီယိုရဲ့ဘီယိုနာရဲ့သူအဲ့ဒါတွေတော့တေရအောင်ကစားထားဂျီဂျီကန်ထားတယ်ပေါ့နော်။အော်ဒီနေသားမှာကျွန်တော်အောက်ကအတင်းလဲဖြစ်နေတယ်။အပေါ်လှန်ကြီးလဲပေးထားလဲအင်ဝင်းလဲဖြစ်တယ်။မနေ့ကဟက်ဒရတွေ့ဆုံမှုမှာလဲအင်ဝင်းရောဝေကွန်းနှစ်ကြော့စလုံးအตาရနေတဲ့အတင်းဖြစ်တဲ့ အင်ရှင်ပီဇာဘော်ဒီကျွန်တော်ကြိုက်ပါတယ်ပီဇာအနေနဲ့အနည်းဆုံးတည်ရီလောက်ရမယ်လို့ကျွန်တော်ယူဆတယ်ပြား90ဝင်းကျင်တော့ကျွန်တော်ရင်းရလိမ့်မယ်တည်ကြရင်ပြား90တော့ကျွန်တော်နက်နာမှုရှိမယ်တခါကနောက်တစ်ခါကျွန်တော်ဘာကြိုက်သေးလဲဆိုဂိုးပေါင်းအောက်ပေါ့နော်ဒါပေမဲ့ဂိုးပေါင်းအောက်ကနည်းနည်းလေး risk တော့များတယ်ဘာကြောင့်လဲဆိုတော့သူနှစ်သိန်းတွေးဆမှု5ကြိမ်နောက်ဆုံး5ကြိမ်ကျွန်တော်ခြုံကြည့်မယ်ဆိုရင်တစ်ကြိမ်မဲ့ဂိုးပေါင်းအောက်တယ်အဲ့ဒါကလည်းပီဇာအိမ်ကွင်းမှာပဲဇီးဒီတစ်ကြိမ်အောက်တယ်ကျန်တာက2113 သူလီစီဒလိုလေးတွေတွားထားတာဆိုတော့ကိုပေါင်းပေါ်လေးတွားထားတာဆိုတော့ဒါနည်းနည်းလေးတော့အန်ဒီတော့များနေပေါ့နော်အဲကျွန်တော်ခဏလေးနောက်ပြီးခဲ့တဲ့ EDCD နောက်ဆုံးပွဲစဉ်ကဘလောက်နဲ့ရက်ထားလဲကျွန်တော်ကြည့်ပေးမယ်နော်အဲ့ဒါကျွန်တော်ကြိုမကြည့်ထားလဲရအောင်ခဏလေးစောင့်ပေးပါအဲ့တော့လက်ရှိမှာတော့ကျွန်တော် body ကိုတော့ pizza လေးကိုတော့ကြိုက်နေပေါ့နော်ကိုပေါင်းကိုတစ်ချက်စဉ်းစားပေးပါမယ် pizza အင်ကွင်းကတော့ကိုပေါင်းအောက်တာများနေပြန်เนาะနောက်ဆုံး easy city လာစီကတူးစီနဲ့ကလေးရောင်နိုင်ထားတယ် တင်းလာညမှာကန်ထားတာပေါ့နော်အဲ့တော့နောက်ဆုံးပွဲစဉ်ကတော့ဂိုးအောက်ထားတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်လဲယူလို့တော့ရတော့ရတယ်ပေါ့နော်တွေ့ဆုံမှုအရာတွေတော့ဂိုးပေါင်းအပေါ်သွားထားတယ်ကြီးရကတော့ဂိုးပေါင်းကြီးနှုတယ်နောက်တစ်ခုကပီဆာဒီနေ့ရတူးအင်ဝင်းကန်နေမြတ်ပွဲတွေအကုန်ဂိုးအောက်တယ်ရိုမာနဲ့ကန်လဲဂိုးအောက်တယ်အိုဒီနီနဲ့ကန်လဲဂိုးအောက်တယ်အကုန်လုံးဂိုးအောက်တယ်သူကတကိုးမှလည်းပြန်မတွင်ဘူးသူ့အတွင်းလိုက်အတင်းရလဲတကူပဲတွင်းနိုင်တယ်အဲ့လိုမျိုးပုံစံတော့ဖြစ်ရင်အဲ့တော့ဂိုးအောက်လေးကတော့ပိုကောင်းပါနော်ဟက်တူရဲ့တွေ့ဆုံမှုအရာတွေကတော့ဂိုးပေါင်းအပေါ်တက်ထားတယ်ဆိုပေမဲ့ က်ရှိဖွင့်ထားတဲ့ဂျင်းရဲ့ဒီနေ့ပီဇာအိမ်ကွင်းသွားနေတဲ့ကားနဲ့ဖောင်ကိုကြည်ချင်းအားဖြင့်ကိုပေါင်းအောက်ကပို့ပြီးတော့စိတ်ချရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ကျွန်တော်ဒီဘက်မှာအင်ရှင်ပီဇာနဲ့ကိုအောက်လေးပဲတွဲပေးခြင်းနေပါတော့။တကယ်လို့ ZD11 ဖြစ်သွားခဲ့ရင်ကျွန်တော်ကိုအောက်လေးကနည်းနည်းလေးကပါဖြစ်တာပေါ့နော်။အော် 1C ဆိုတော့ပိုကောင်းတာပါဗျာ။ပီဇာလေးရမယ်ကိုအောက်လေးရမယ်ပေါ့နော်။အော်ကျွန်တော်ပီဇာနဲ့ကိုအောက်လေးပဲတွဲပေးချင်ပါတယ်အဲနောက်တစ်ပွဲအဲချီနဲ့ဆိုစီတဲ့စပိန်လာလီကနှစ်နိုင်ခွဲကံပါပါလက်ရှိမှာဒဲဒဲပေါက်နေတယ်ကိုပေါင်းကြီးနှလုံး40ရှုံး မနက်ကတော့အချီဘက်က level 5ပြားရှုံးလေးပေါက်ချင်နေရပါတော့ဒါပေမဲ့လက်ရှိမှာဆိုဒီဘက်က level 2ပြား3ပြား5ပြားဒီလိုလေးတော့အပြောင်းလဲဖြစ်နေပွဲကန်ကန်ကြီးမှာဆိုဒီဘက်က level 10ပြားရှုံးအဲပြား20လောက်ပေးနိုင်နေဆိုရင်တော့ပိုကောင်းနေဘာလို့လဲအချီကလက်ရှိမှာအမပေးစရာမှာဆိုရင်အပေါ်ကအတင်းဖြစ်နေတယ်အဲဆိုဒီတက်ကကြာတော့ကျွန်တော်အောက်ကအတင်းဖြစ်နေဆိုဒီတက်ကလက်ရှိမှာ12မှတ်နဲ့အဆင့်ဆက်လေး အချီရ14မှတ်နဲ့အဆင့်6ဆိုတော့เนาะအဲ့တော့အောက်ကနေအပေါ်ဒါအဝေးကွင်းအတင်းကနေအဝေးကွင်းကနေပြီး level 30ရှုံးလောက်ပေးတယ်ဆိုတော့ကျွန်တော်ဆိုစီရဲ့ body ဒီရေးရေးလေးယူလို့ရတယ်ပေါ့เนาะလက်ရှိမှာအချီရကြီးအောင်နိုင်တော်တော်လေးများတယ်ပြီးခဲ့တဲ့နောက်ဆုံးဒီကန်ခဲ့တဲ့ဘာစီတို့နဲ့ပွဲစဉ်လုံးကလေကျွန်တော်က HCO back end ကျွန်တော်ကဘာစီကိုယူလိုက်တာ တကယ်ကအဲ့ညအိုက်တက်ဘက်က real metric လေးရှိမှကြီးအောင်လေ AD ကိုလည်းကြီးအောင်ရတာကျွန်တော်အရေးအလွန်ပြီးဘာစီကိုယူလိုက်တာပေါ့နော်ဒါပေမဲ့31ဆိုတော့ တူးထီပေါက်တာဆို draw ကြပါတယ်เนาะအော် HE အနေနဲ့အိမ်ကွင်းမှာတော့ကျွန်တော်လုံးဝရှုံးမမရှိဘူးဒီနေ့ရာဒီမှာသူကန်ခဲ့တဲ့အသင်းအထက်မှာဆိုရင် budget ကို11 liban day ကို 2c obido 1c selabi ကို21 athletic bibao ကို cc ဒါမဲ့ကျွန်တော်ကဒီပွဲမှာဒီ HE ထက်ပေါ့เนาะ အချင်းအင်ဝင်ကားလမ်းဖောင်ကောင်းနေရတာနဲ့လက်ရှိအပေါ်ကအတင်းလေးဖြစ်နေရတာနဲ့ဘာကြောင့်ကြီးမပြီးရတာလဲကိုကျွန်တော်စဉ်းစားနေတာပေါ့နော်အတကယ်ဆိုလက်ရှိကားလမ်းဖောင်ကိုကြည့်မယ်ဆိုရင်ဆိုဒီထက်တက်စားရင် HA အင်ဝင်ကားလမ်းဖောင်တော်တော်လေးကောင်းနေအဲ့ဒီအနေထားမှာကြီးရဲတင်းတင်းပြီးရရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုဒီထက်ဒီအဝေးကွင်းမှာဆိုဒီနေ့ရာဒီမှာစပိန်လာလီကာမှာလုံးဝနိုင်ခွင့်မရသေးဘူးသူတို့စပိန်ကပ်မှာပဲသူတို့ဟိုအောက်ကအတင်းနဲ့ကန်လို့သူတတိယနိုင်တာပဲရှိတယ်သုံးပွဲရှုံးနေအဲနှစ်ပွဲတည်ကြတာနော် တော့ဒီအဝေးကွင်းဖောင်မကောင်းတဲ့ဆိုတဲ့အတင်းကိုအင်ရှင်အင်ရှင်အရှီကအိမ်ကွင်းဖောင်လည်းကောင်းရတယ်ဘာလို့ကြီးမပေးတာလဲကျွန်တော်စဉ်းစားနေရပါတော့เนาะအော်တန်းတဲ့အတင်းကိုစီနီယာတင်းအကြီးမပေးရတာကိုလည်းတစ်ချက်ပြန်စဉ်းစားမယ်ဆိုတော့ဆိုဒီကျန်အနေနဲ့ကြီးပေးတင်းနေလို့ယူဆလို့ရရဒါပေမဲ့လက်ရှိ current form ရကြီးမယ်တန်းတဲ့အတင်း HR ပူကောင်းနေတယ်စီနီယာတင်းဖြစ်တဲ့ဆိုဒီကျကလက်ရှိ current form မကောင်းဖြစ်နေရပါတော့အော်ဒီနေ့တော့မှကျွန်တော် body ဆိုရင်တော့ ဟို body ကတော့ဖြစ်နိုင်မယ်ဆိုရင်တော့မလျှော့တာကောင်းတယ်ဒီ mount တွေလောက်ပဲဟိုဆော့ပေါ့เนาะနောက်တစ်ခုက HE ကဒါပြီးရင် rheumatic နဲ့ကံမှုရှိနေတဲ့ချက်တော့ရှိနေတယ်အဲ့တော့ဒီအနေသားမှာကျွန်တော်တို့ဒါ body က rest တော့များတယ်ကျွန်တော်ကတော့ solid တက်လို့ပို့ပြီးတော့ကြိုက်တယ်ပေါ့เนาะ mount နဲ့မှာတော့ solid တက် body တော့ယူဆော့လို့ကောင်းတယ်ကိုပေါင်းကိုပဲကျွန်တော်ကြည့်ကျင်တယ်ကိုပေါင်းကိုတော့ကျွန်တော်ဒီဘက်မှာ go out ပဲကြိုက်တယ်အဲ go out ကြိုက်တာဘာကြောင့်လဲဆိုတော့ဒီ ဆိုဒီတဲ့နောက်ဆုံး၃ပွဲကိုပေါင်းပေါ်တက်ထားတယ်21တပွဲ33တပွဲ32တပွဲ၃ပွဲစလုံးကိုပေါင်းပေါ်တက်ထားတယ်အဲ့တော့တော်မီတင်ပင်ကြဖလိုတစ်ခုရှိနေတယ်အဲ့ရှီရဲ့အင်ကွင်းကလည်းကိုပေါင်းအပေါ်တက်တာဆိုတပွဲပဲရှိရယ်ကျန်တာကိုပေါင်းအောက်ဒီပဲကန်ထားတယ်ပေါ့နော်21တပွဲလောက်ပဲကိုပေါင်းအပေါ်တက်ထားဖြစ်တယ်ဒီပွဲမှာကျွန်တော်ကကိုပေါင်းအောက်လေးကြိုက်တယ်ပြီးတော့အဝေးအတင်းဆိုဒီတဲ့လေးကိုကျွန်တော်ကြိုက်ပါတယ်နော် ။အော်ဆိုဒီကျ body ကတော့နည်းနည်းလေး risk များတယ်။ဘာကြောင့်လဲဆိုကြေးရရဲတင်းတင်းမရှိနေဘူး။ဘယ်ဘက်မှလည်းရဲတင်းမပေးထားနေမှာ draw သွားဖို့များတယ်။ CD 11အဲ့လိုမျိုးထိုးကွက်မျိုးလာနိုင်ချေရှိရပေါ့နော်။အော်ဒီဘက်မှာတော့ကျွန်တော်ဂိုပေါင်းအောက်လေးကိုအဓိကကြိုက်တယ်။ body မှာဆိုတော့ဒါဟိုတန်ဆင်းစုံနာကက်နေတဲ့ဒီဆိုဒီတဲ့နည်းရုံအားနည်းနည်းလေးပို့အားထည့်မယ်လို့ယုံကြည်ရဲ့အဲ့တော့ဒီအဝေးအတင်းဆိုဒီတဲ့ body လေးပဲကြိုက်ပါနော်အဲ့နောက်တစ်ပွဲကတော့ water နဲ့ wolf pack အဲတောက်ကြကြမယ်ဖော်မြူလာပေါ့ဗျာကျွန်တော်ရှင်းမှာပြီးခဲ့တဲ့တပတ်တောက်ကြတော့ကျွန်တော်ဒေါမွန်နဲ့အော့စပက်ဖြစ်မယ်နော်အိုက်ပွဲ1စီးနဲ့ပြီးသွားတယ်ကျွန်တော်တို့ဒါဖော်မြူလာထက်မဝင်ဘူးနှစ်ပတ်ဆက်တိုက်တောက်ကြကြမယ်အောက်သွားအဲဒီတပတ်3ပတ်မြောက်မှာအပေါ်ပြန်လာမလားကျွန်တော်ဆက်ကြည့်ရမယ်ပေါ့နော်လက်ရှိ9ပေါင်းကြီး3လုံးကိုဆယ်ပြားရှုံးဝင်းကျင်ပေါက်နေရယ်ဝါတာဘီမြန်အင်္ဂလန်ရဲ့ level 50ရှုံးကြီးပြီးနေရယ်ပေါ့နော်အဲ့တော့ကျွန်တော်တောက်ကြဖော်မြူလာတောက်ကြကြမ်းဖော်မြူလာကတော့ပုံမှန်ဆိုရင်အဲ့လိုမျိုးနှစ်ပတ်ဆက်ကြီးအောက်တာကျွန်တော် တော်တော်လေးတွေ့ရခဲ့ပါတယ်เนาะအဲ့လိုတပတ်အပေါ်တပတ်အောက်အဲ့လိုလေးပါမြင်ရတယ်တစ်ခါလေးဇက်တိုက်ပေါ်တယ်သုံးပတ်ဇက်တိုက်လေးပတ်ဇက်တိုက်အဲ့လိုမျိုးအပေါ်အဲ့ဒါကကျွန်တော်ထိုးသားဘဝကလေးကဒီ test တွေပါကျွန်တော်မပေးခင်ကလေးကကျွန်တော်သတိထားမိအဲ့တော့ကျွန်တော် journey လိုက်ဖတ်တာပေါ့เนาะအဲ့တော့ journey ကျွန်တော်ဒီ PDF file တွေကျွန်တော် live ဝယ်တယ်ဝယ်ပြီးတော့ကျွန်တော်ဖတ်တယ်ဖတ်ပြီးတော့အဲ့မှာတောက်ကြာနေကိုကျွန်တော်သတိထားမိလာတောက်ကြာနေမှာကန် German ပွဲတွေသာဂိုးပေါ်တော်တော်ကောင်းတယ် ျွန်တော်အဲ့အပွဲနဲ့တော်တော်ရားခဲ့ရပါတော့အဲ့တော့တောက်ကြကြမယ်တော်တော်လေးအဆင်ပြေအဲ့တော့ကျွန်တော်တစ်တွေဆလုပ်တော့လဲဒါပေးတာပဲဟိုတောက်ကြကြမယ်ဂိုးပေါ်ပါတော့ဒါပေမဲ့လည်းအခုနောက်ပိုင်းဒီနေ့ရာဒီမှာဖြစ်နေအခုဒီနေ့ရာဒီမှာတိတ်မဝင်ဘူးဖြစ်နေရှေ့မှာဂိုးပေါင်းအောက်အပေါ်အောက်လေးတွားပြီးမှနောက်ဆုံးတစ်ပတ်မှာအောက်ကိုထက်ဝင်သွားတာဆိုတာဒါတမျိုးတော့ဖြစ်တယ်ပေါ့နော် နောက်တစ်ခုကဒီအာပြီးရင် international break အော်ကျွန်တော်ရှေ့မှာ international break နှစ်ခါဝင်ခဲ့ပြီးပြီ6လပိုင်းတစ်ခါ7လပိုင်းတစ်ခါအဲ့မှာအဲ့ international break မတိုင်ခင်မှာကန်နဲ့တောက်ကြဂျာမန်ပွဲစဉ်ရလက်တွေကျွန်တော်တွားပြန်ကြည့်ရတဲ့အခါမှာလေနှစ်နှစ်ချိန်စလုံးကိုးအောက်ထားတယ်1 lead တစ်ပွဲ2 lead တစ်ပွဲဟာအဲ့နဲ့ကျွန်တော်မနေ့ကစဉ်းစားရပါတော့နော်ဒီဒီဘက်ကပုံမှန်ဆိုတော့တောက်ကြဂျာမန် formula အရ5ပေါ်လာရတော့မယ်ဒါပေမဲ့ရှေ့က international break မှာဘလိမ့်မလာခင်မှာ ကန်နေတောက်ကြဂျာမန်ပွဲကြီးတွားကြည့်တဲ့ခါမှာ result တွေကကိုအောက်တွေဖြစ်နေတာဆိုတော့ဒီနေ့လည်းဆက်အောက်မလားပေါ့နော်အဲ့လိုမျိုးတော့နည်းနည်းလေးဟိုတန်တရားရှိရေစိုးရင်စီရှိရေပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပွဲကြီးကိုကိုအောက်ဆက်လိုက်လို့တော့မရဘူးကိုအောက်တွားထိုးလို့တော့အဆင်မပြေဘူးဂိုးပေါ်ပဲဆက်လိုက်ရမှာပဲဒီဒီဘက်မပေါ်ဘူးဆိုတော့ကျွန်တော်နောက်တစ်ဘက်ဆက်လိုက်ပေါ့နော်အဲ့လိုမျိုးတော့လောရမှာပါဆိုတော့ကျွန်တော်တို့လွတ်လိုက်လို့ရှိရင်ကျွန်တော်တို့လိုက်ရှေ့မှာရှုံးနေတဲ့ဟာတွေကပါဝါဟိုနစ်နာစရာများတယ်ပေါ့ဗျာအဲ့တော့ ျွန်တော်ကအဲ့လိုမျိုးယူစားတယ်အဲ့တော့ဒီဘက်မှာကျွန်တော်ကတောက်ကြကြမယ်ဝါဒါရဲ့ခြေစွမ်းနေပါရီဝူးရဲ့ဝူးစပယ်ရဲ့ခြေစွမ်းနေပါရီကျွန်တော်ခဏဘေးဖယ်တာ ဖော်မြူလာအရာဖလိုးအရာကအပင်ကြအရာကတော့ဒါဂိုးပေါ်လာမယ်အပက်ရောက်ပြီလို့ကျွန်တော်ယူစားတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်အဲ့တော့ဘော်ဒီကိုပြောရမယ်ဆိုရင်တော့ဝူးစပယ်ကကျွန်တော်အင်ဝင်းဂါဒန်ဖောင်မကောင်းဒီနေ့စပိန်အဲ sorry ဘွန်ဒက်လီကာမှာဆိုရင်ဝူးစပယ်ဒီအင်ဝင်းနိုင်ွယ်လုံးဝမရသေးဘူး နော်အဲ့တော့တူနိုင်နေတာဒီအဝေးကွင်းထဲမှာနိုင်နေအဲ့လိုမျိုးဖြစ်နေဒါပေမဲ့ရလက်ကကြည့်မယ်ဆိုရင်နိုင်တာကတပွဲတလေလောက်ပဲသူရှိရရှုံးပွဲတွေတော်တော်လေးများတယ်ဝူစပက်ကတော်တော်လေးဒါတူတဲနိုင်တာဆိုနှစ်ပွဲပဲသူရှိတယ်နော်နှစ်ပွဲနိုင်နေနှစ်ပွဲတည်ရေငါးပွဲရှုံးနေအိမ်ကွင်းမှာနှစ်ပွဲတည်ရေသုံးပွဲရှုံးနေအဝေးကွင်းမှာနှစ်ပွဲနိုင်နေနှစ်ပွဲရှုံးနေအဲ့တော့အဝေးကွင်းကားနဲ့ဖောင်ကကြည့်မယ်ဆိုရင်တော့ပိုကောင်းနေရဝူစပက်ကကြာအဲ့တော့ဝါရာဘီမီယာကြောင့်လက်ရှိမှာ အင်ကွင်းမှာသူ၄ပွဲကန်ပြီးွား2ပွဲနိုင်တယ်2ပွဲတည်တပွဲရှုံးပေါ့နော်အဝါဒါကတော့အဆင့်7နှစ်မှာဝူစဘတ်ကအဆင့်အဲ sorry ဝါရာက9မှာဝူစဘတ်က7နှစ်မှာအဲ9ကနေ7နှစ်ကို level 50ရှုံးဆိုတာကတော့ကြီးရကြည့်မယ်ဆိုရင်အရင်ကြီးတော့ဟိုပြင်းတယ်လေပြောလို့မရဘူးပြော့တယ်လေပြောလို့မရဖဲဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်လက်ခံပြီးလို့ရတယ်ပေါ့အဆင့်အသိမကွာအနေနဲ့မှာ level 50ရှုံးပြီးရတာကျွန်တော်လက်ခံပြီးလို့ရအဲ့တော့တစ်ဖက်ကဝူစဘတ်ကအင်ကွင်းကားလေးဖောင်မကောင်းပြီမဲ့အဝေးကွင်းဆိုလောက်ရင်ခိုင်ရှိတော့သူလဲ9ရမှာပဲအ ဝါရာကလည်းအင်ကွင်းကိုအတွင်းရရှိရတော့ကိုရပါတော့ကိုပေါ်တော့ကောင်းတယ်ဘော်ဒီဆိုတော့ကျွန်တော်ကဒီအင်ကွင်းအာသာချက်ရှိတဲ့ဒီဝါရာဝဲကျွန်တော်ကကြိုက်တယ်ပေါ့နော်ဝါရာနေနဲ့အင်ကွင်းမှဆိုသူမဆိုးဘူးဒါသူရှုံးထားတာဆိုလို့ fine bet တင်းမဲ့သူရှိတယ်လီဗာကူးစင်ကိုသူတယောက်ယောက်နဲ့တူ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 လိုက်ပြန်ကန်ထားတာဆိုတော့ဝါရာအင်ကွင်းလေးကနည်းနည်းကစားအားကောင်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အော်ဒီပွဲမှာကျွန်တော် body ဆိုတော့ဝါရာပဲကြိုက်တယ် ကိုပေါင်းအပေါ်ကြိုက်တယ်နော်ကိုပေါင်းအပေါ်ပဲထိုးပါဟွာဝါရာဘော်ဒီကတော့မောင်းလောက်ပဲဆော့ရင်ဆော့ပါနော်ဘာလို့ဒီပွဲကဘာမှမလုပ်ဖြစ်သွားနိုင်နေလေနော်အဲ့တော့ကိုပေါင်းကတော့အပေါ်တက်လာနိုင်ရှေ့ဘာလို့ဝူစပတ်ကလည်းချုံမွေးတွေများနေပြီးဒီရှစ်မက်ဆိုတော့တန်တင်းတုံနဲ့ကြည့်မယ်နှစ်မက်ပဲကွာတော့ရယ်နော်အဲ့ဒါဆိုတော့ယုံရမှာလေယုံရမှာဆိုတော့ကျွန်တော်တို့အပြန်လန်တွင်းကိုကြီးမြင်ရမှာဆိုကိုပေါင်းပေါ်လေးပဲကောင်းနေ flow ရလဲကိုပေါင်းပေါ်မိနေရဆိုတော့ကျွန်တော်ဘော်ဒီကိုလက်ဆောင်ပြီးကိုပေါင်းပေါ်လေးပဲဆော့ပါနော် body ဆော့ကျင်နေဆိုတော့ဝါတာကိုမောင်းနေလောက်ပဲဆော့လို့အကြံပေးခြင်းပါတယ် နောက်တစ်ပွဲကကျွန်တော် Paris နဲ့ Rennes ပြင်းလေကူ1 Paris ကလည်းပဲ50ရှုံးပြီးဂိုးပေါင်းကြီး3လုံး80နိုင်ဒီဂိုးပေါင်းကြီးကပြော့ပါတယ်မနက်က3လုံး45ပြားနိုင်လောက်ရှိရပါတော့ Paris အနေနဲ့နောက်ဆုံးပွဲစဉ်မှာ Monaco လိုအသင်းမျိုးကိုဝေးကွင်းမှာသွားပြီးတော့ဒါ1 season နိုင်နဲ့တန်းတဲ့အသင်းကနေပြီးတော့နိုင်ခဲ့တယ်ပေါ့နော်ဒါကလည်းတစ်ဖက်က Monaco က Champions League ကံဖို့ဒါဘာညာရှိနေရလဲဖြစ်ကောင်းဖြစ်မယ်အဲ့တော့ ရန်နီကလည်းကျွန်တော်ရန်နီကိုအိုက်ဘက်ကဂူပေါင်းပေါ်ပေးရပြီးခဲ့တဲ့ဘက်ကနော်ရန်နီကလည်း strap bro ကို41နဲ့သူတို့နိုင်တယ်အိုက်ရွန်ကဘော်ဒီရလေဗယ်၈ပြား၁၀ပြားရန်နီကပေးကြည့်နေတယ်တဲတဲကနေပေးကြည့်နေတယ်အဲ strap bro ကလက်ရှိမှာ carbon form ကောင်းနေအပေါ်တင်းလည်းဖြစ်နေကျွန်တော်ရန်နီဘော်ဒီမယုံရဲလို့မထည့်ပေးမယ်ဂူပေါင်းတစ်ခွက်တည်းပေးတာပေါ့နော်အဲ့တော့ရန်နီက41နဲ့ရိုက်သွားတယ်အဲ့တော့ဒီ netting slot နောက်ဆုံးပွဲစဉ်ဒီမှာနိုင်ပွဲတွေကိုစီရထားကြတယ်လက်ရှိ map base ဇာတ်ကိုကျွန်တော်ကြည့်မယ်ဆိုရင်လည်းအပေါ်အောက်လေးပဲအဲ့ ရန်နီက30မှာ Paris FC က17မှာအဲ့တော့တန်တဲ့အတင်းကဒီတီနီယာအတင်းဖြစ်တဲ့ Runnish မနစ်ကလေးဟိုအရင်နှစ်တွေကဒီပြင်းပြင်းလေးကိုပြင်းပြင်းလေးကိုကစားနေတဲ့ Runnish ကိုကြည်ရဲတင်းပေးလိုက်ပါတော့ တကယ်လို့ running အနေနဲ့ဝေးကွင်းဖြစ်ပေမဲ့လေဒါတန်းတဲ့အတင်းကိုသူကြေးပေးရဲရမယ်ပေါ့အဆင်လဲရောက်လိမကွာဘူးလीเนาะကဲ့ရဲ့အတင်းဖြစ်နေရဆိုတော့ပြီးမယ်ဆိုပြီးလို့ရမပြီးကျင်တော့ထဲထဲထားလိုက်ပေါ့ခုနအချီနဲ့ဒီဆိုစီချက်ပွဲလိုမျိုးပေါ့နော်အဲ့လိုမျိုးမထားထားဘူးဗျာအခုဒီပွဲက Perry ကရဲအတင်းပေးထားအဲ့တော့ဒီပွဲကကြေးကနည်းနည်းလေးတော့ဟိုလှည့်စားထားတာလားဒါမှမဟုတ်တကယ်အမှန်ငယ် Perry ကနိုင်မှာဖြစ်လို့ဒီကြေးပေးတာလားဆိုတာတော့နည်းနည်းလေးတန်တရားရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာ ဒီ pairing ကလည်းလက်ရှိနောက်ပိုင်းပွဲတွေကိုကျွန်တော်ကြည့်တဲ့အခါမှာ9ရတယ်။ Ranish ကလည်း9ရတယ်။ဒီ pairing နောက်ဆုံးပွဲစဉ်မှာ Monaco 1-3ဒီတကွဲတဲ့ပဲ9ောက်တည်းရ။ကျန်တဲ့အဲ့ရှိပွဲမှာဆို4ပွဲဆက်9ပေါင်းအပေါ်ကန်တာ3-3တို့နော်။ line ကိုတရေကြောင်3-3လိုက်ကန်ထားတာလို့နော်။အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်ဒီပွဲမှာ9ပေါင်းကြီး3လုံး80နိုင်ဝင်းကျင်ဖြစ်ပေမဲ့ကျွန်တော်9ပေါင်းအပေါ်ကြိုက်တယ် ြင်းတင်းလီကူ1ကိုလည်းကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ်ဘိုဒင်းစကူ yes ကလည်း1.59 1.6အဲ့လောက်ဆိုတော့ဖြစ်နိုင်ကြရရခိုင်တို့များနှစ်တင်းစလုံးကလက်ရှိကားတန်းဖောင်ကိုကြည့်မယ်ဆိုရင်လည်းကိုပေါင်းအပေါ်ကန်နေလက္ခဏာတွေတွေ့ရတယ်အိမ်ကွင်းမရွေးအဝေးကွင်းမရွေးဂိုးတွေတွင်းနေဂိုးတွေပြီးတဲ့အနေထားဆိုတော့ကျွန်တော်ဒီပွဲကိုကိုပေါင်းပေါ်ပဲကြိုက်တယ်ဘော်ဒီဆိုရင်တော့ကျွန်တော်ဘော်ဒီကနည်းနည်းလက်ဆောင်ကြ running အဝေးကွင်းကိုကျွန်တော်မယုံတာဗျာဟို running ကိုအိမ်ကွင်းကျွန်တော်ယုံတယ်နော်အဝေးကွင်းဖြစ်နေ running ကိုလည်းမယုံ pairing ကိုကြတော့လည်းတန်းတက်တင်းဖြစ်နေတော့ ဟိုတန်တရားရှိနေရပါတော့ဟုတ်ပါမလားပေါ့နိုင်ပါမလားဆိုတန်တရားရှိနေရဆိုဘော်ဒီကိုတော့ကျွန်တော်မပေးကျင်ဘူးကိုပေါင်းအပေါ်ပဲကျွန်တော်ပေးကျင်တယ်ပေါ့နော်အဲ့ကျွန်တော်ဒီဘက်မှာတော့နှစ်နင်းစလုံးလို့ရေကန်ရှိရဖြစ်တဲ့အတွက်ကိုပေါင်းပေါ်ပြီးကျင်နေပြီးခဲ့တဲ့တပတ်တောက်ကြမှာကျွန်တော်တို့ဂျာမန်ကဂိုးအောက်သွားပြီးရောပြင်တစ်ကဂိုးပေါ်သွားခဲ့တယ်အဲ့ဒီတပတ်မှာလည်းဂျာမန်ရောပြင်တစ်ကောကိုပေါင်းပေါ်တွဲဆော့လို့ကောင်းပါလေနော်အော်ကျွန်တော်ဒီတပတ်ကိုတော့ဂျာမန်ကိုပူအားတန်နေပါတော့ဒီပဲရစ်ဂိုးပေါ်ကိုတော့ ဒီနည်းနည်းလေးအားတိတ်မတန်ဘူးကိုပေါင်းကြီးကလည်း390လောက်ထိဒါနည်းနည်းလေးနုလာလာဆိုတော့ဗောနော်အာတချက်တော့ကြည့်ပေါ့လीเนาะကျွန်တော်10နာရီလောက်မှာကိုပေါင်းကြီးအပြောင်းလဲကြီးမမရှိမရှိကျွန်တော်တချက်တော့လေ့လာကြည့်ဗောနော်ကိုပေါင်းကြီးပြန်နုဝိုင်းပြန်ပြင်းဝိုင်း340နာရီ30နာရီပြန်ဖြစ်သွားဒီပွဲလဲကိုပေါင်းပေါ်တက်ဖို့တော်တော်လေးအားကောင်းပါတယ်เนาะအနောက်ဆုံးပွဲစဉ် web 4နဲ့ bisto cd အဒီပွဲကတော့ကျွန်တော်ပြင်တိ sorry ဒီအင်္ဂလိပ် championship ပေါ့နော်ဒီပွဲကကျွန်တော် Watford body ကြိုက်တယ်အများကြီးတော့မပြောတော့ဘူးနော် championship ဆိုတော့အများကြီးပြောတော့ Watford Watford body ကြိုက်တယ်နောက်တစ်ခုကအဲဂူပေါင်းကြီးပေါ့ခဏဂူပေါင်းကြီးကနှလုံး90ရှုံးဂူပေါင်းကြီးကကျွန်တော်ခဏနော် Watford ရဲ့အိမ်ဝင်ကားဖောင်ကျွန်တော်တစ်ချက်ရှုပဲဂူပေါင်းအပေါ်ရောက်ချောက်ကန်ထားတယ်အဲအဝေးကွင်းကဘစ်တူကဂူပေါင်းပေါ်လောက်မကန်ဂူအောက်များတယ်နော်အဲ့တော့ဒီပွဲကကျွန်တော် Watford 9မိနစ်မယ်လို့ကျွန်တော်ယူဆတယ် Watford အနေနဲ့ဒါ တကူလောက်တော့ကန့်နိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့အောက်ကနေအပေါ်လှန်ကြီးပေးတာအမပေးစရာက web 4ကစနစ်မှာ pisto ကခွန်ပါဘောနော်စနစ်ကနေခွန်ကိုလှန်ကြီးပေးတာဆိုတော့ကျွန်တော်ပြီးတော့ dj ကပြင်းလာကျွန်တော်မနက်ကကြည့်တော့ level 50ရှုံးပဲရှိရ web 4ကလဲ50ရှုံးတော့မရှိ level 45အလောက်ပဲရှိရအခု level 80အထိရောက်လာပြီဆိုတော့ဒါ web 4အနေနဲ့ကန်ကန်နီးလေ level 80 90ရောက်လာပိုကောင်းတယ်ဘောနော်အဲ web 4 body လေးကျွန်တော်ကြိုက်တယ်ဂိုးပေါင်းကတော့ကျွန်တော်အောက်ပဲကြိုက်တယ်အများကြီးဂိုးမတွင်းနိုင်လောက်ဘူးလို့ကျွန်တော်ယူဆတယ် pisto က cancel sorry တိုက်စစ်ဂိုးက အဝေးကမှ goal တိတ်မရဘူးပေါ့နော်အဲ့တော့ web 4ကပဲတစ်ဖက်တည်းကပဲ 1C 2C ဒီလောက်ပဲသွားဖို့ရကန်လို့များတယ်အဲ့တော့ web 4နဲ့ goal အောက်လေးကျွန်တော်ကြိုက်ပါတယ်နော်ကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော် mlfan မှာပွဲကြီးများတယ်ကျွန်တော်သွားစရာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုတော့ကျွန်တော်ဒီညရိုက်လို့ရရင်တော့ရိုက်ဖြစ်မယ်ပေါ့နော်အဲရိုက်လို့ရရင်တော့ကျွန်တော်ရိုက်ဖြစ်မယ်ဒီလိုရိုက်လို့မရရင်တော့လည်းမလဖန်အားရချင်းလေးမြန်မြန်လေးရိုက်ပေးမယ်ပေါ့နော်အဲလက်ရှိမှာတော့ကျွန်တော်ဒီနေ့ wine spec ကုတ်ကိုတော့၃ရက်စာမောင်းကုတ်ကိုတော့ကျွန်တော် ညမှာတွဲဖြစ်မယ်ပြောကျွန်တော်နည်းနည်းတော့နောက်ကြမယ်ဆယ်နာရီလောက်လည်းဖြစ်ကောင်းဖြစ်မယ်ကောเนาะကျွန်တော်ဆယ်နာရီလောက်မှကျွန်တော်တွဲပြီးတော့ပို့ထားလိုက်မယ်ပေါ့နော်ဟို online ရှိရညီကိုကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့ငါတင်းစာမထည့်ကျင်တာဆိုတော့ကျွန်တော်ဟို online ရှိရညီကိုကျွန်တော်မြင်ရလေးမြင်ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ Viber channel Telegram free channel ကြီးဝင်ထားပြီးပါအဲ့မှာတစ်ဆင့်ကျွန်တော်ဝင်ကြည့်ပြီးတော့ကျွန်တော်ကြိုက်တွေ့ပွဲစဉ်တွေဒါ free ticket mount နဲ့အကုန်လုံးဆော့လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်မလဖန်ကျမအလုံးပြန်တွေ့ကြတာပါเนาะမလဖန်ပွဲကြီးကောင်းနေပြစပါးနဲ့ Man U ရှိရယ် ပြီးဒီဘက်ကမန်စီးတီးလက်ပါကိုလည်းတွေ့နေရနော်တင်းငွင်နေညအဲ့တော့ပွဲကြီးကတော့ကောင်းတယ်ကျွန်တော်စူးစမ်းပြီးတော့ဗီဒီယိုရိုက်ပြီးတင်ပေးပါမယ်ပြီးတော့မန်ပါကိုတော့မန်ပါနဲ့ဖီးကိုတော့ကျွန်တော်မဖြစ်မနေရွေးပေးပါပါနော်အဲ့တော့ဗီဒီယိုမတင်ဖြစ်ရင်တော့မှဒါ channel တွေမှာတော့ကျွန်တော်ပွဲရွေးချယ်မှုတော့ပို့ပေးပါပါအော်ဗီဒီယိုကြတော့ကျွန်တော်အချိန်တစ်ခုပေးရလဲပြီးတော့အတန်တိတ်တဲ့နေရာတစ်ခုရွေးရတာဆိုတော့ခီးတွားနေရာဆိုနည်းနည်းလေးအဲ့အဲ့အတူကတိုင်ပတ်တာပါနော်ဟိုအတန်သွင်းရနည်းနည်းလေးတိုင်ပတ်တာပါနော်ဟိုကကျတော့ channel မှာကျွန်တော်စာရိုက်ပို့လိုက်တာဆိုတော့မြန်တာပါနော် အဲ့တော့ကျွန်တော်မလဖန်လည်းပြန်တွေ့ပါမယ်။ဒီနေ့လည်းဒါကျွန်တော်ညီကိုရေအားလုံးအဆင်ပြေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နော်။အားလုံးအဆုံးထိကျေးဇူးပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ။အားလုံး good night ပါ။အားလုံး good luck ပါ။